ချွေသားစစ်စစ်အင်ကြီးဆင်းမြန်းခဲ့ပေမယ့်ဝမ်မုံရွှေအင်းလောက်ရုံမထွက်လို့လူပြောများနေတဲ့တေယုဆောင်မင်းသမီးဖွဖွင့်အခုရက်ပိုင်းထဲမှာရွှေဆယ်ပိတ်တာ၄ချိန်ရှိတဲ့ချွေသားအင်ကြီးကိုဝစ်စင်ခဲ့လို့လူပြောများနေတာကတေယုဆောင်မင်းသမီးလေးဖွဖွေးပါဖွဖွေးဟာစောပိုင်းမှာတော့အနုပညာလောကထဲကနေ၅နှစ်လောက်အနားယူနေကြတာဖြစ်ပါတယ်အခုခါမှာတော့ဖွဖွေးဟာအနုပညာလုပ်တွေကိုပြန်လည်လုပ်ကိုင်နေပါပြီ ဒီလိုလောက်ကန်နေနေရမှာလေဖူဖူဟာပေါပေါပဲပဲငွေရရင်ပြီးရောဆိုရင်ကြော်ညာမျိုးတွေရိုက်ကူတာမဟုတ်ပဲတကယ်ကိုထိတ်တန်းကြော်ညာမျိုးတွေကိုပဲရိုက်ကူနေတာပါအခုကမှလည်းတရုတ်ဆောင်မင်းသမီးလေးဖွဖွေးဟာထောင်ရဝိဆိုင်ဆိုင်အတွက်ကြော်ညာရိုက်ကူးနေတာဖြစ်ပါတယ်။အဆိုပါရွှေဆိုင်ကြော်ညာမှာတော့ထူးထူးခြားခြားအနေနဲ့ဖွဖွေးဟာရွှေသားစစ်စစ်ကောင်းဝင်ကိုဝစ်ခင်တာပါ။အထူးသဖြင့်ဖွဖွေးဟာရွှေရောင်တဖိတ်ဖိတ်လက်နေတဲ့ရွှေရောင်ဝစ်စုံချီနဲ့ရွှေရောင်ချုံနေဘဝကိုဝစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုရွှေဝတ်စုံတဲ့ဖွဖွေရဲ့ပုံစံကကြည်ကောင်းနေတာကတော့အမှန်ပါပဲ။ဒါပေမဲ့လည်းတခြားတစ်ဖက်မှာတော့ဖွဖွေဟာရှင်းကားလို့မလာတော့ပါဘူး။အမဖြစ်သူဝတ်မုံရွှေလောင်းရုံးမထွက်ဘူးလို့ပြောတဲ့သူတွေလည်းရှိပါတယ်။တလုံးပြောရတာကလည်းဖွဖွေဟာအနုပညာလောကငါးနှစ်တာအနားယူနေစဉ်ကာလအတွင်းမှာမျက်နာကိုခွဲစိတ်ပြုပြင်လိုက်တာကြောင့်မှာဒါကြောင့်လေဖွဖွေဟာရွှေသားကောင်ဝင်စစ်ကိုဝှက်ထားပြီးပင်လည်းအမဖြစ်သူဝှမုံရွှေကတံမိုးချင်းရတနာတွေဝှက်ထားသလိုပဲကိုရောင်ကိုဝါမထွက်တော့ဘူးလို့ပြောလာတာဖြစ်ပါတယ်